ဆရာမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါအခုလို့ကျွန်တော်တို့ရဲ့စတူဒီယိုကနေအထိလာရောက်ဖြေကြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဆရာဟုတ်ဆိုတော့အခုပထမဆုံးမေးချင်တာကတော့ဒီအနာသိန်းကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကဒီမြေဆုံစီမံကိန်းနဲ့ပတ်သက်ပြီးတော့ဟလာပြန်ဆကျင်တယ်ဆိုတော့အရေးလက္ခဏာပါတဲ့အသုံးအနှုန်းပြောဆိုမှုတွေကိုကျွန်တော်တို့တွေ့လာရတယ်ဗောလေသူတပြင်းတော့ပြီးခဲ့တဲ့မေလ20ရက်နေ့မှာ နေပြီးတော့မှလှုပ်တဲ့အစည်းအဝေးမှာပြောသွားတာတွေ့ရတယ်အဲ့ဒီမှာသူကဘာပြောလဲဆိုတော့လက်ရှိမြန်မာနိုင်ငံအထဲမှာပေါ့နော်ဒီလျက်စစ်မီလျက်စစ်တပ်အပြတ်တောက်မှုတွေစိုးစိုးဝါကြုံတွေ့နေရတာမြစ်ဆုံစီမံကိန်းလို့စီမံကိန်းကြီးကိုဒီအကောင့်ထဲမှာပေါ်နိုင်ခဲ့လို့ဆိုတော့သုံးနှုံးမျိုးပြောသွားတာတွေ့ရတယ်။နောက်ပြီးတော့တစ်ဖက်မှာလည်းဟာမြစ်ဆုံစီမံကိန်းဥဆောင်အဖွဲ့ဆိုတဲ့ဟာဒီစစ်ကောင်စီကဖွဲ့လိုက်တာကိုကျွန်တော်တွေ့ရတယ်။ဆိုတော့တနိုင်ငံလုံးက လက်မခံဘဲနဲ့ကန့်ကွက်ထားတဲ့ဒီမြေဆွန်စီမံကိန်းကိုနဲ့ပတ်သက်ပြီးတော့သူကဒီလိုမျိုးအရေးလက္ခဏာတွေပြောလာတာဘာကြောင့်ပြောတယ်လို့များဆရာအနေနဲ့သုံးသပ်မိလဲဗျ။အာဟုတ်ကဲ့တကယ်တော့ဒါလေကျွန်တော်ထင်တာဒါအဲသူရဲ့ဒီနိုင်ငံရေးထွက်ပေါ့ပေါ့နော်။ဘာကြောင့်လဲဆိုကျွန်တော်တို့ဒီအားလုံးတည်ကြတဲ့အတိုင်းပဲဒီမအားလာရဲ့မအောင်မြင်တဲ့သူရဲ့ဒီစစ်အာဏာသိမ်းမှုပေါ့နော်။ အတိတ်ကတော့သူ့ရဲ့ဒီအဲစီမံခန့်ခွဲမှုတွေမအောင်မြင်တဲ့စီမံခန့်ခွဲမှုတွေညံ့ဖြစ်တဲ့စီမံခန့်ခွဲမှုတွေတော့ဖုံးကွယ်ခြင်းနဲ့ဖုံးဖိခြင်းနဲ့အကြောင်းပြချက်တခုပေါ့ဒါကြောင့်ဆိုတဲ့အကြောင်းပြချက်တခုတက်တက်ပဲဖြစ်တယ်လို့ကျွန်တော်တော့အဲ့လိုမြင်တယ်။ဘာကြောင့်လဲဆိုတော့ဒီကျွန်တော်တို့ရဲ့ဒီအဲစစ်ကောင်းဆောင်အနေနဲ့ဒီနိုင်ငံတကာမှာဆရာတို့ကျွန်တော်တို့အားလုံးတည်ကြရတဲ့အတိုင်းပဲဒီတရုတ်နဲ့ရုရှားပဲအဲသူတို့ လှုပ်သည်များဆိုးသည်များဟိုမိုက်မဲ့သည်များအကုန်လုံးကိုတို့တို့ကဒိုင်ခံမြင့်မှဒီဘယ်လိုပြောလဲအကာအကွယ်ပေးတယ်ဟုတ်တယ်အဲအကာအကွယ်ပေးနေတယ်ဆိုတော့တို့တို့ကတကယ်ကေတင်ရှင်ပေါ့နော်ကေတင်ရှင်ဂျေဆုရှင်လိုမျိုးဖြစ်နေတော့တိတဲ့အတိုင်းပဲလေကျွန်တော်မြန်မာပြည်ကလည်းတစ်ဖက်မှာပြန်စားတာလည်းပေါ်ကျွယ်လွန်းတော့တို့ရဲ့ဒီတရုတ်ရဲ့ရင်းနှင်းမြုံနာမှုအကြီးစားကြီးရတယ်တန်လန်းနေတယ်အများကြီးဆိုတော့တို့ရောလက်သားကိုအခွင့်အရေးယူတဲ့အနေနဲ့အဲတောင်းမယ်ပြုမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့အခုရဲ့ဆော့ဆော့ပြောတဲ့တို့ရဲ့ဒီအကြအသေးမျိုးစုံကနေတို့ကအဲဖြည့်လျှော့နိုင်ဖို့လွတ်မြောက်နိုင်ဖို့ကရှိသမျှတရားစာတာတွေထိုးအပ်ဖို့ဟိုအလကားနှိပါနဲ့ပေးဖို့ကဘာမှဝတ်မလေးဘူးလေဘာမှလုတ်ရဲတာကိုဆိုတော့ဒါတွေကိုပေးဖို့သူအဲသူ့ရဲ့ထွက်ပေါက်တစ်ခုလောက်ပဲကျွန်တော်တို့အဲ့လိုပဲပြောပြစေသူ့ရဲ့ဒီနိုင်ငံရေးအမြတ်ထောက်တယ်နိုင်ငံရေးထွက်ပေါက်ဖြစ်တယ် အဲဆစ်ရှုံးနေတဲ့အကြက်သေးတွေအားလုံးကနေတရုတ်ကိုလည်းကျေးဇူးဆက်တဲ့အနေနဲ့တကယ်ပဲတရုတ်ကလည်းဆရာတို့ကျွန်တော်တို့မြင်တဲ့အတိုင်းပဲလေပေါ်တင်မဲ့ဒီတကယ်ကိုတတိတာတာကြီးဟိုဝင်ပြီးဆွတ်ဖက်တယ်ဗလိုင်းကြီးကိုကူညီပေးနေတဲ့သူ့ဘက်ကတကယ်ကိုမမမမရပ်ပြီးနေတဲ့ဟာတွေကိုသူကလည်းကျေးဇူးဆက်တဲ့နဲ့သူ့အတွက်ဒါထွက်ပေါက်အကြီးကြီးပဲလေဆိုတော့ဒါသူဘာပဲဖြစ်ဖြစ် ဟိုထုတ်ကျွေးมาပဲပေးมาမြေဆုံစီမံကိန်းနဲ့ကျေးဇူးဆက်တာတွေလည်းဖြစ်သွားနိုင်တာဟုတ်တယ်အဲ့လိုပေါ့ဆရာအဲ့ဒါပါပဲဆိုတော့သူနေပြီးတော့มาပြောသွားတဲ့အဲ့ဒီအစီအွေးမှာပဲပြောသွားတဲ့စကားလုံးထဲမှာရှိတယ်ပေါ့အဲ့ဒါပါလဲဆိုတော့ဒီမြေဆုံစီမံကိန်းကိုဒါအကောင့်အထည်ပေါ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်အခုလိုအပ်တဲ့လျှက်စစ်အဲသုံးဆွဲမှုပမာဏထက်ကိုပိုတဲ့အခြေအနေတွေရရှိနိုင်မယ်လို့သူကပြောသွားတာရှိတယ်ဆိုတော့ ဘယ်လိုမြင်လဲဆရာဒီတကယ်ပဲကျွန်တော်တို့ကမြေဆုံစီမံကိန်းကိုစခဲ့တဲ့နိုင်စခဲ့ဖြစ်တယ်ဆိုလို့ရှိရင်သူပြောသလိုလျှက်စစ်မီးတွေလုံလုံလောက်လောက်ကျွန်တော်တို့တကယ်ပဲရနိုင်တဲ့အခြေအနေရှိလားဆရာရဲ့သုံးသက်ချက်သိချင်ပါတယ်တကယ်တော့ဒါလည်းရှော့ရှော့ပြောတဲ့အတိုင်းပါပဲသူကဒီမြေဆုံစီမံကိန်းကိုပြန်လုပ်ဖို့ဆိုတော့ဟာကရှော့ရှော့ပြောတဲ့ပြောခဲ့တဲ့အကြောင်းပြချက်တွေကြောင့်သူကဒါ ထပ်ပေါက်တက်တက်ပဲတကယ်တကယ်တော့ဆရာတို့ကျွန်တော်တို့အားလုံးတည်လေ तू က तू ပြောနေပုံအရဆိုဒီမြေဆုံဆယ်မှန်ကိန်းစီမံကိန်းကြီးလှုပ်လိုက်လို့ဟိုရလာမဲ့ result ပေါ့နော်အကျိုးအမြတ်တွေရခိုင်တော့အပြည့်ကိုကျွန်တော်တို့တွေရပြီမှ तू ကပြည်သူလူထုတွေအားလုံးဟိုပြည့်ပြည့်ဝဝတုံးရတဲ့အပြင်ပို့တော့ပို့ရမယ်ဆိုတဲ့ဟာ तू ပြောတယ်လို့ဆို तू တွက်နေတဲ့အတန်းဆိုရာနှောင်းပြည့် तू အကုန်လုံးမြေဆုံကရသမျှထွက်သမျှ तू တုံးလို့ရမယ်လို့အဲ့လိုမန်းပြီးပြောနေတဲ့ဘောတွေ့ရတယ်ဘောတကယ်တကယ်တော့ဒီတကယ်ငကိုစာချုပ်ပါလဲသူကအဲ90ရာခန့်တုန်းကတရုတ်တွေအကုန်လုံးယူသွားမှလေ100ရာခန့်တုန်းမဲ့ကျွန်တော်တို့ဒီခွဲချမ်းပြမအများကြီးပဲအမှခွဲချဟိုခွဲဟိုပါလာရှေးရဝင်နေရှိကြသေးတယ်။နောက်တာကျွန်တော်အားလုံးသိတယ်။အဲ့ဒါတွေခွဲကြအောင်ပါ။ပြီးတော့တို့ရဲ့တရုတ်ပြည်ထိရောက်အောင် supplier တွေတုံးပါ။အများကြီးတုံးအောင်ပါကွာ ဆိုလိုအဲ့ဆရာခန်းလုံးလဲကျွန်တော်တို့ရမှာမဟုတ်တကယ်မယုံရင်ဆရာလောက်ခိုင်းကြည့်လားလောက်ခိုင်းရင်လဲသူပြောတယ်လို့ဘလို့မှလောက်ငါသူစီမံခန့်ခွဲနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်တို့အဲ့လိုပဲမြင်တယ်။ဘာကြောင့်ဆိုရင်သူသူကဒီအဲသူရထွက်ပေါရရှိရေးကိုပဲအတိတ်ကဒါကိုပဲဇောင်းပေးပြီးမှဒါကိုပဲဒီဘယ်လိုပြောမလဲဟိုအတိတ်ကဒီဒီအဲ concentrate လုပ်ပြီးမှဂျာနဲ့ကိစ္စဘလို့ အကျိုးအမြတ်တွေဘယ်လိုခွဲမှာပါညာဘာမှတေချာမလေ့လာပဲနဲ့ဒီတိုင်းဟိုစုအတင်းရတဲ့ကောက်ရိုးတမင်ကိုဆွဲပြီးလုပ်မယ်ကွာဆိုတဲ့သဘောမျိုးနဲ့သူကအချမ်းချင်းတရားရှောက်ပြောနေတဲ့သဘောမျိုးဖြစ်တယ်ဒါကြောင့်မို့ဟိုဒါလှုပ်လိုက်လို့လောင်းငှသွားမယ်ဆိုတဲ့ဟာကိုကျွန်တော်တော့လုံးဝဟိုမယုံကြည်ဘူးပြီးတော့နောက်တစ်ခုကအရင်အရင်တုန်းကကျွန်တော်တို့ဒီဒီအဲစေအနာမတိန်ခင်တုန်းကကျွန်တော်တို့ဒီအယတအဆွေအလက်ထက်မှာ မြစ်ဆုံဆဲဘာမှမလုပ်ဘူးလေကျွန်တော်အလုပ်ရထားကြတာလေအဲ့ချိန်မှာလဲတောချိုတောင်ကြားဟိုကျေလက်မြို့ပြအလုံးထိမ့်ထိမ့်လင်းပြမမီးပြတ်တာတော့မရှိတော့တလို့ကျွန်တော်တို့အနေထားဖြစ်တယ်အခုဘာမှမရှိတော့လေမြို့မှာတော့မီးမရတော့ဆိုတော့ရှင်းနေပြီဆရာဒီစီမံခန့်ခွဲမှုကတကယ်ကိုဒါအဲညံ့ရှင်းတယ်တစ်ဖက်မှာလဲဒီတနိုင်ငံလုံးရဲ့ဒီအဲစစ်တံကိုတို့အလူလဲ စစ်ရှုံးခံနေရတယ်ဒါကလည်းတစ်ဖက်ဒါကြောင့်ရမြင့်ရရကြာမြင့်ကြံရအားလုံးကိုလုလုတယ်ပြောနေတယ်အဲ့လိုပဲယူဆလို့ရပါတယ်လောင်ငါမယ်မလောင်ငါဘူးဆိုတော့ဘယ်တော့မှမဖြစ်နိုင်ဘူးဒီလိုအခြေအနေမျိုးမှာကျွန်တော်အဲ့လိုမြင်ပါတယ်ဆရာခုနဆရာပြောသွားတဲ့အထက်မှာလည်းဟလာဟိုမြေဆုံစီမံကိန်းကိုအဆက်ဆက်ရက်ခဲ့တယ်ဆိုတာလည်းပြောသွားတယ်ဆိုတော့မှန်ပါတယ်ကျွန်တော်တို့ဒီဟို NLD အစိုးရလက်ထက်ရဲ့ဟလာသမရဥဒိန်းစိန်အစိုးရလက်ထက်မှာရောဒီပြည်သူလူထုကန့်ကွက်မှုနဲ့ပဲဒီ မြေဆုံစီမံကိန်းကိုရပ်တန့်ခဲ့ကြတာရှိတယ်ဗောနော။ဒါပေမဲ့အခုလက်ရှိကတော့ဟလာဘာမဆိုလှုပ်ရဲတယ်မလှုပ်ရဲတာမရှိဘူးဆိုတော့ဒီစစ်ကောင်းဆောင်တက်လာတဲ့ဒီခစ်ဖြစ်နေတာဗောနော။အခုကတော့လက်ရှိဆိုတော့ तू ကလည်း तू ပြောတယ်လို့ပဲဟလာဘာမဆိုမလှုပ်ရဲတာမရှိဘူးဆိုတဲ့အတိုင်းဒီမြေဆုံစီမံကိန်းကိုလည်းဆောကဆရာပြောသလိုပဲတရုတ်ကိုကျေးဇူးဆက်တဲ့အနေနဲ့ထိုးပေးသွားတာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်မလောက်ဘူးလို့လည်းကျွန်တော်တို့မပြောရဲဘူးပေါ့နော်ဒီအာနာတော်မှပဲသူ ဟိုမဲ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 တင်ခဲ့သေးတာပဲဆိုတော့လေမလုပ်ဘူးလို့လို့ကျွန်တော်တို့မပြောနိုင်ဘူးပေါ့ဆိုတော့ခုနဟိုတကယ်လို့များဟာဒီစီမံကိန်းကိုစခဲ့မယ်ဆိုလို့ရှိရင်ဘယ်လိုစိုးကျိုးတက်ရောက်မှုတွေရှိလာနိုင်လဲတရားနဲ့ပတ်သက်ပြီးလဲဆရာသုံးသပ်ပေးပါဦးအဲတကယ်လို့များကျွန်တော်တို့ဒီစီမံကိန်းမြေဆုံစီမံကိန်းဘာမဟုတ်မကောက်ဘူးပေါ့နော်ဆရာဘယ်ကပဘယ်မှာပဲဖြစ်ဖြစ်ဒီ ဆယ်ကြီးတွေဆယ်မြေဆုံဆယ်မန်စီမံကိန်းလိုဟာမျိုးဆယ်ကြီးတွေလှုပ်ခဲ့တဲ့လှုပ်တဲ့တမိုင်းတစ်လျှောက်လုံးမှာဒါကြောင့်တချို့နိုင်ငံတွေကလုံးဝမလှုပ်တော့ဘူးလေဒီမြေဆုံဆယ်ကြီးတွေပေါ့နော်ဒီဟာကတကက် heavy အကြီးကြီးဖြစ်တယ်အကြီးစားဆယ်ဖြစ်တယ်ကပတ်အကြီးဆုံးတွေထဲမှာကပတ်အကြီးဆုံးဆယ်တွေထဲမှာအပအဝင်ဖြစ်တယ်ဆိုလိုတာတကက်အကြီးစားဆယ်ကြီးဖြစ်တယ်ဒီလိုဆယ်ကြီးတွေရဲ့အဲဆိုဂျိုးတွေကိုကပတ်မှာ တမိုင်းเจ้ามาဖြစ်ဖြစ်ကပနိုင်ငံကြီးတွေมาဖြစ်ဖြစ်အထုတဖြစ်တော့တရုတ်ပြည်มาပေါ့เนาะသူတို့ကလက်ဆန်လာမော့ဒီအများကြီးတင်ကန်းစာရခဲ့ပြီသူရဲ့နောက်ဆက်တွဲစိုးကြိုးတွေပေါ့เนาะစီးပွားရေးအရာလဲသူတို့ဘတ်တော့မဆိုဆဲတစ်ခုလှုပ်လိုက်တော့မယ်ဆိုပြီးတွက်ချက်လိုက်တိုင်းမှာတကယ်လှုပ်တဲ့ဟာနဲ့တွက်ချက်တဲ့ကုန်ကြစိနေဘတ်တော့မဆိုกว่าလဲဒါပုံတင်နီးလို့လို့ဖြစ်နေတယ်အကျင့်ကျေပို့များတယ်တွက်ချက်ထားတဲ့ပျက်စီးမှုနှောင်းကလည်းဘတ်တော့မဆိုกว่าလဲဆိုတော့ ြောရမဆိုရင်ဒီဒီဆက်တာလောက်ခဲ့လို့ဒီဆက်ကြီးတာတိဆောက်ခဲ့လို့ပျက်စီးမဲ့အဲပျက်စီးမှုတွေဆိုရင်အမတားမြောက်ကိုများလွန်းနေစရာအကြည့်ကြည့်ပဲအပုံအပင်လိုက်ပဲဒါကြောင့်ဒီဟို AR မြေကြောင်းရင်းတခြားမှာဆိုလို့ရှိရင်ကျွန်တော်တို့တနိုင်ငံလုံးရဲ့လာဒီဟိုမိခိုနေရတဲ့နိုင်ငံရဲ့မြေပုံအလျံနေဖြတ်သွားတဲ့မြေကြီးလို့ပြောလို့ရအောင်နော်ဆိုတော့ဒီတလျှောက်မှာဘလို့ဆိုးကျိုးတွေဖြစ်လာနိုင်တယ်လေ ဆိုတော့ဆရာအဲကျွန်တော်တို့အားလုံးသိပြီးသားအတိုင်းပဲပထမဦးဆုံးတော့ကျွန်တော်ဆယ်ကြီးပိတ်လိုက်ပြီသူကပေးရာချီတာကိုနော်၄၅6ရာအမြင့်ကြီးအကြီးကြီးအဲ့လိုပိတ်လိုက်တာနဲ့ပထမဆုံးတစ်အချက်ဖြစ်မဲ့ဟာကဘာလဲဆိုတော့မရေဝတ်အေရာအကြီးကြီးဖြစ်တော့မှာအဲ့ဒီမှာရှိတဲ့တဘာဝတက်တော့ primary forest ခေါ်တော့ဗောအဲ့ဒီမြေဆုံအထက်ဘက်ကဆရာတခြားအဲကျွန်တော်တို့ဟိုမြန်မာပြည်ရဲ့အဲတခြားဒေတာလို့လို့မဟုတ်ဘူးသူကထူခြားတဲ့ဒေတာဒီ အဲကဘာရဲ့ဒီကဘာမှာဒီနာမည်ကြီးတဲ့ဒီရှီမဝန်တာတောင်တန်းကြီးဟိုးဟိုအစင်ဆက်ရှေလာတဲ့တောင်တန်းကြီးကျွန်တော်တို့မြန်မာပြည်ရဲ့ထိတ်ဖြာမြောက်ဖြာစွန်ခါကာပိုရာစီမှာအဆုံးတတ်တာဖြစ်တယ်အဆုံးတတ်ပြီးအဲ့ဒီကနေမြစ်ဖြာခံပြီးမှမေခနဲ့မလိခဆိုပြီးဖြစ်လာပြီးမှအေယဝတိမေခနဲ့မလိခဒီမြစ်ဆုံမှာစုံပြီးအေယဝတိမြစ်ဆိုပြီးမြန်မာပြည်ရဲ့မြောက်ဖြာနေဟိုးတောင်ဖြာပင်လဲ ထဲတိဝင်သွားတဲ့အထိသူ့ရဲ့စီစဉ်ဖြစ်တည်လာတဲ့အနေထားကအမတမကိုထူချရအထူးသဖြင့်တော့အဲ့ဒီရေဆော့ဆော့ကျွန်တော်ပြောတဲ့ပတ္တမဥဆုံးတာပိတ်ပြီးမှပိတ်လိုက်တာနဲ့ရေဝုအေရီယာဖြစ်သွားမဲ့အဲ့ဒီအေရီယာကြီးအဲ့ဒီ region ကြီးတစ်ခုလုံးကသူကထူချတဲ့ region ဖြစ်တယ်ထူချတဲ့ဒီအဲတဘာဝအဲတစ်တော်တွေထူချတဲ့ဒီဇီဝမျိုးစုံမျိုးကွဲခေါ်တာပေါ့နော် biodiversity က သူကတကယ် hot spot လို့ခေါ်တယ်ထူချားတယ်တခြားနေရာတွေတမတူတဲ့ထူချားတဲ့အပင်မျိုးတွေဇီဝဖြစ်စဉ်အကုန်လုံးပေါ့အစုံလုံးကသူကတစုံလုံးပျက်စီးတော့မှာဆရာဒဆဒဆပေါ့နော်ဒါတော့ညညစုံရဲ့အထက်ဖက်ပါဟုတ်တယ်ဆရာတကယ်တေချာတေချာဟိုအသေးစိတ်ပြောရင်အများကြီးပဲအမှားအများကြီးပြောဆရာပြောတယ်လို့ဒီကျွန်တော်တို့မြစ်ဆောင်ကနေဟိုးကျွန်တော်တို့ဟိုးတောင်ဖြားကြီးပေါ့နော်ဆရာပြည်သူလူထုတန်း90ကျော်တဲ့ပြည်သူလူထုတွေရဲ့ အဲစာဝတ်နေရေးတွေပြီးတော့အဲ့လိုပိတ်လိုက်လို့သူကမြင့်ရဲ့ဂေဟစနစ်လို့ခေါ်တာပေါ့နော် ecosystem သူကလုံးဝပြတ်တော့မှာနဲနဲနော်နော်အမြင့်ကြီးမို့သူကပိတ်လိုက်တာအဲ့ရေထုကြီးကိုပိတ်လိုက်တဲ့အချိန်မှာငကိုရေထုပမာဏမရှိတော့တဲ့အတွက်ကြောင့်မြင့်ရဲ့ ecosystem ကအဲ့ဒီကနေတောင်းလျှောက်ကျွန်တော်တို့ဟိုးပင်လယ်ဝထီတောင်ရောက်တောင်ရောက်နိုင်တော့ဗလားမသိဘူးငကိုကနေဆရာတို့ကျွန်တော်တို့အလုံးတိပီတာဖြစ်တဲ့အတိုင်းမြန်မာပြည်ကအထူးသဖြင့်ကချင်ပြည်ဒီ watershed အေရပီမြစ်ရဲ့ရေဝဲရေလဲအေရီယာဖြစ်တဲ့ဒီနေရာကအဲကျွန်တော်တို့ရဲ့ရေကိုအဲ့လိုကြီးသူကဒီဒီမြစ်ဆုံတစ်ခုထဲမှာဟိုအပေါ်မှာစင်ကဲစင်ကဲစင်ကဲဆယ်ကလေးတွေရာရှိသေးတယ်အဲ့ဒီဟာလဲလဲပိတ်လိုက်တဲ့အတွက်ကြောင့်မြစ်ရဲ့ဒီရေစီးနိုင်တဲ့ဘယ်လိုပြောမလဲသူရဲ့ရေစီးအားယူတဲ့ဟာတွေကအဲ့မှာအကုန်လုံးရက်တန့်သွားတဲ့သဘောပိတ်လိုက်တဲ့သဘောဖြစ်သွားတဲ့အတွက်ကြောင့်ရေစီးအားကဆရာမလောက်နိုင်တော့ဘူးငါကကျွန်တော်တို့ 个钱毕业，把文件得到，得到处都让扭送上，不要泄露。哎呀，不的，咩个那个万年高的嘞！啊，古哎，大字啊，还比俺面子背来的什么？有时啊，个不讲了嘞，就讲哎，滴农村嘞，个啥个保守些嘛？有时讲那个呃，老外和哦，不要远多啊，咩事啊？不要远多些嘛？哎滴，呃，苗片个好当片地。 လူတွေမိခိုစားတောက်နေလောက်ကန်စားတောက်တဲ့မြင့်ရဲ့တစ်ဖက်တစ်ချက်မှာရှိတယ်လောက်ကန်စားတောက်တဲ့စိုက်ပြိုရေးမွေးမြူရေးတို့ရဲ့ဒီတောက်တုံးရေးရရှိရေးအထူးသဖြင့်တော့ဒီဒီအညာဒေတာလို dry zone ပေါ့နော်အညာဒေတာမှာဆိုရင်ဒီ ART မြစ်ကြီးမှာရှိတဲ့ရေထုပမာဏကြီးကြောင့်တာတို့ရဲ့ဒီ underground water လို့ခေါ်တဲ့မြေအောက်ရေ fresh water ပေါ့တောက်တုံးနိုင်တဲ့ဒီရေရေကောင်းရေတန့်နေ သူတို့ရရှိနေတာဖြစ်တယ်။အဲ့လိုကြီးဒီငကိုရှိနေတဲ့ရေထူပမာဏကြီးကိုပိတ်လိုက်တဲ့အချိန်မှာအဲ့ဒီပမာဏမရှိတော့ဘူးဆိုရင်တေချာတာပဝန်းကျင်ရဲ့အဲသူ့ရဲ့တံပြန်အကျိုးတက်ရောက်မှုအရာကိုမြေအောက်ရေတွေကလုံးဝလျော့သွားတော့မယ်။ဆိုရင်ဆရာကျွန်တော်တို့တိပြီးတာအခုကျွန်တော်တို့မကွေးလိုမျိုးဥပမာ6လိုဟာမျိုးအဲ့ဒီကျွန်တော်တို့မြေလတ်အညာဒေသနဲ့ဟိုမြေလတ်တကြောမှာရှိတဲ့ကျွန်တော်တို့ရဲ့ဒီတကယ်ကိုဒီကန္တာရ ဖြစ်လူနိဗ္ဗာန်ဖြစ်နေတဲ့ဟာလေအားလုံးကလည်းတူတာတကယ်ကိုပုံပြီးကန္တာရဖြစ်သွားမယ်လုံးဝတွေ့ချောက်သွားမယ်ရေမြင်အောက်ရေညော့နေသွားသလိုမြေပေါ်မှာလည်းတူတာဒီကန္တာရဖြစ်မှုကပုံပြီးမှပြည်ပြင်းသွားမယ်ပုံပြီးချောက်တွေ့သွားတဲ့အချိန်မှာလူတွေလည်းအမှအခုလိုမျိုးအဲစိုက်ပျိုးစားတော့လောက်ကန်စားတော့ပြီးနေလို့မရတော့တဲ့အတွက်ကြောင့်နောက်ဆက်သွဲအနေနဲ့တို့တွေကဒီ migration လို့ခေါ်တဲ့ ဒီဘယ်လိုပြောမလဲရွှေ့ပြောင်းရွှေ့ပြောင်းရတဲ့ပြဿနာတွေလည်းနောက်ထပ်အနေနဲ့ဖြစ်လာမယ်ပြီးတော့အဲ့ဒီဆော့ဆော့ပြောတဲ့မြစ်ရိုးတခြားဟိုးပတိန်ဟို AFD Delta အထိပေါ့နော်ဟိုး AFD တိုင်းထိနောက်ဆုံးပင်လယ်ထဲဝင်တဲ့ထိမာလည်းပြဿနာကအများကြီးဆရာပြောမယ်ဆိုပြောလို့တော့မကုန်သူကဒီရေချိုးမရေချိုးရောက်တဲ့ပမာဏကိုကန့်ကန့်တက်လိုက်တဲ့ပိတ်ပင်လိုက်တဲ့အတွက်ကြောင့်တစ်ဖက်မှာလည်းနှုံးတွေကလည်းငကိုကလည်းကိုများနေပြီဖြစ်တဲ့အတွက်ရေချိုးတွေကကောင်းကောင်း ဟိုဟိုရေငန်းချိတဲ့ရေငန်းနဲ့ပင်လယ်ဝနဲ့လာပြီးဆက်တဲ့နေရာမှာရေငန်းဝင်နှုံးနဲ့ရေချိုရောက်ရှိနှုံးတွေကလည်းမမျှမတဖြစ်ဖြစ်ရေငန်းငါနှုံးကဆရာနည်းနည်းလေးမြင့်ယုံပဲအများကြီးမလို့နည်းနည်းလေးမြင့်သွားတာနဲ့ကိုသူ့ရဲ့ဒီအဲစိုက်ပျိုးစိုက်ပျိုးရေးမှာလည်းအကြီးကျယ်သူကပြဿနာတွေနောက်ဆက်တွဲပြဿနာတွေဖြစ်လာတော့မယ်ဒါကမြင်ရတဲ့ကိစ္စတွေမမြင်ရတဲ့ဒီအဲဇီဝမျိုးစုံမျိုးကွဲကိစ္စတွေ ပြီးတော့ဒီကျွန်တော်တို့ရဲ့အဲဒီဒီအဲရေချိုရင်ငန်ကြောင့်အဲသူအဲ့ဒီရေဒုထဲမှာရှင်တန်ပေါက်ဖွားနေတဲ့ငါးမျိုးစိတ်တွေကိစ္စပြောမယ်ဆိုအများကြီးပဲပေါ့နော်ဆရာအများကြီးပဲပြင်ငါးတွေကရေချိုနဲ့ရေငန်မှာပဲတချို့ကအဲမိတ်လိုက်တယ်ပြီးတော့သူတို့ကတကယ်ပြန်ပြီးနေထိုင်ကြက်စားတာဟိုးရေချိုမှာဥပမာအင်းလေးမှာဒါမှမဟုတ်လေဟိုကျွန်တော်တို့ရဲ့ကချင်ပြည်နယ်အင်းတော်ကြီးမှာ စတဲ့ဖြစ်မော်နော်ဟိုကာမိုင်းရဲ့အင်းအိုင်တွေမှာပြန်ပြီးသူကလာပြီးရှင်တန်ပေါက်ဖွာတာဒါပေမဲ့သူတို့မိတ်လိုက်ရမှာကဟိုးကျွန်တော်တို့ရဲ့ဒီအဲပင်လယ်ရေချိုးရင်ငါလို့ဟာမျိုးမှာစတဲ့ဖြစ်တကယ်ကိုနက်နေတဲ့ဒါကြောင့်ကျွန်တော်တို့နက်နေတဲ့ဂေဟဗေဒလို့ခေါ်တယ်ဒီ ecosystem တွေပေါ့နော်သူရဲ့ဒီဂေဟစနစ်တွေအကုန်လုံးကမောက်ကမဖြစ်သွားတဲ့အချိန်မှာတော့ကျွန်တော်တို့ရဲ့ဒီပြည်သူလူထုတန်းအဲ90ကျော်တဲ့ကျွန်တော်မြန်မာပြည်သူလူထုအားလုံးဟာ တနည်းမဟုတ်တနည်းနဲ့တချို့ကဒါ right ဒါ right ဟို impact ဖြစ်မယ်ဒါ right အဲဘယ်လိုပြောမလဲဒါ right ဒုက္ခရောက်ကြမယ်တချို့ကတွေ့ဝိုက်တော့အဖြစ်ဒုက္ခရောက်ကြမယ်ဒါကြောင့်တော့စိုးကျိုးတွေဖြစ်ကုန်နိုင်တယ်စိုးကျိုးတွေကနောက်ဆက်တွဲနောက်ဆက်တွဲစိုးကျိုးတွေကအများကြီးပဲဆရာတိတ်ကိုများလွန်းတယ်ကွာဒါကြောင့်မို့ကျွန်တော်တို့ကတော့ဒီအဲလွန်ခဲ့တဲ့ကျွန်တော်တို့ရဲ့ဒီအယတအစိုးရတောက်လျှောက်မှလက်တာကိုလုံးဝကျွန်တော်တို့ ြန်မာပြည်သူတရက်လုံးကယဟန်ရှင်လို့ပြည်သူအားလုံးကဒါအဲလိုက်လိုက်လဲလဲကျွန်တော်တို့လည်းအားလုံးကောက်ကွက်ခဲ့ကြလို့လည်းပိတ်ပိတ်ထားတာရပ်ဆိုင်ထားတာဖြစ်တယ်ပေါ့နော်ဒါကြောင့်သူကဟိုသူရဲ့နောက်ဆက်တွဲဆိုကျူးတွေကအင်မတာမတ်ကိုဆိုးလွန်းတယ်လို့ပဲပြောပြရစီဆရာအင်မတာမတ်ကိုများလွန်းတယ်ဆရာဟုတ်ကဲ့အခုတော့မှပဲပေါ့နော်ဒီ AR မြင့်ကြီးကဒီသူတေတနာပညာရှင်တွေနောက်ဒီတဘာပောင်းညင်ပညာရှင်တွေပြောတာကိုကျွန်တော်ကြားနေရတာဒီ AR မြင့်ကြီးက ခုတော့မှပဲဒီအစိတ်တင့်နေပြီဟိုညဉ့်ညမ်းနေပြီဒီတဘာဝတားကောင်နေနဲ့ဒီလူထုတွေကိုပါဟိုထိခိုက်မှုတွေရှိလာနေပြီဆိုတော့ပြောဆိုချက်တွေကိုကျွန်တော်တွေ့ရတာပေါ့နော်ဆိုတော့ဘယ်လောက်ထိအစိတ်တင့်နေလဲဘာကြောင့်ဒီလိုညဉ့်ညမ်းမှုတွေဖြစ်နေလဲဆရာတည်တယ်လို့ကျွန်တော်တို့ရှင်းပြပေးပါအဲ့ဒါလဲဆရာကျွန်တော်တို့မြန်မာပြည်ကဒီဒီဟို net 60ကျော်80 ဝန်ကျင်ပေါ့နော်ဒီ arm conflict ပေါ့ဒီဒီစစ်ပြိပခါစီရေပြိပခါတဲ့ကြောင်းလဲကျွန်တော်တို့ကဒီတရားစာတအထုတပြင်းတော့ကချင်ပြီမှာပေါ့ကချင်ပြီမှာဆိုဆရာတို့လက်တိမယ်အဲတိုင်းဒါလက်နက်ကန်အဖွဲအားလုံးရှိတယ်ဆရာအားလုံးကကြောက်အကုန်လုံးတူးတယ်ရှမ်းလက်တူးတယ်ဝါလက်တူးတယ်ပို့အိုလက်တူးရခိုင်လက်တူးအကုန်တူးတယ်ဆိုလိုတော့ဖွက်ဖွက်ချေပဲပြီးတော့အဲ့ဒါကတမိုင်းချီခဲ့ပြီဆရာ အထူးသဖြင့်ကြောက်ဆိုလုံးဝဟိုတမိုင်းနဲ့ချီပြီးကိုဟိုတူးလာဖျက်ဆီးလာခဲ့ကြပြီပေါ့နော်နောက်တစ်ခုကရွှေတူးတာလဲအကိုကြာမြင့်လုံးပြီတူးတဲ့ညမှာတို့တုံးတဲ့အဲဒီ chemical ပေါ့နော် associate input တွေပေါ့သူတို့တုံးတဲ့အသုံးပြုတဲ့ဒီရွှေဖမ်းနဲ့ဗဒါလိုဟာမျိုးတွေပြီးတော့ဒီဒီခဲခဲအစိတ်လိုဟာမျိုးတွေအခုနောက်ပိုင်းဆိုဆရာတို့ကျွန်တော်အားလုံးဒီပို့ဆိုးတာကမြေရှားတထူးတူးလာတာဆရာအဲ့ဒီမှာတို့ အဲတုံးတဲ့ဒီဒီဓာတုဓာတုအစိတ်တွေလောက်ပဲပြောကြပါဆိုမြောက်များစွာပေါ့နော်ဒါမြစ်ထဲကိုစီးဝင်နေတာဒါတွေအားလုံးကဆရာအားလုံးအားလုံးကသူတို့ကဒီမျောတိုက်တယ်ရွှေတူးတယ်ကြောက်တူးတယ်ပေါ့နော်မြေရှားတူးတယ်အားလုံးအားလုံးကဆရာရေကိုအကြည့်ကျဲတုံးကြရတာရေကိုအကြည့်ကျဲတုံးကြရတာအဲ့ဒါကတတ်ထုတွေပေါ့နော်ဆရာတစ်ဖက်မှာဒီဒီဒီကျွန်တော်တို့ရဲ့ဒီစီးပွားဖြစ်အဲစိုက်ပျိုးရေးစနစ်တွေကလည်း တရုတ်ပြည်ရဲ့ဒီဒီရင်းနှီးမြှုပ်နှံမှုလားအကြီးကြီးအဲ့ဒါတရှုငပြောလိုတာမျိုးတရှုငပြောဆိုအဆိုးဆုံးပေါ့ဆရာတကယ်တော့ဟိုဖေးရဲလက်အကြီးကျယ်ဆိုင်တယ်ကျွန်တော်ဒီနေချနဲ့ဒီဘောဒါမှာပေါ့နော်ဘောဒါအဲ့ဒီမှာကြံနေဆိုင်တယ်ပြီးတော့ရာဘာတွေစသဖြင့်ကျွန်တော်တို့ဟာတွေကဆရာဒီအကြောင်းအရာတွေကများလွန်းနေဆရာများလွန်းတော့အဲ့ဒီ ကန္တမျိုးစုံကတထုတူးတဲ့နေရာကလက်အစိတ်အတော့တွေဟဲဗီတွေတကယ်ဟဲဗီမက်တာလို့ပြောတာပေါ့နော်တကယ်ကိုအပြင်းစားတွေပဲတောက်ဆိတ်တွေကိုပြောတယ်ဆရာတောက်ဆိတ်တွေကိုဖြစ်နေတာတကယ်ကိုဒီအစိတ်အတော့တွေကိုဖြစ်တယ်ဆော့ဆော့ပြောတဲ့ဆရာပြောတဲ့ဒီအဲတ िश ူးကပြောမှတုံးတာဆိုရဲ့အကြည့်ကျဲပဲဆရာတ िश ူးကပြောဆိုပို့ဆိုတာသူကတ िश ူးကပြောခင်းကဆရာတိမ့်ချီတယ်ဧကပေါင်းတိမ့်ချီတယ်သူကရေရေကိုအကြည့်ကျဲတုံးရတယ် ဒါကြောင့်တို့ရဲ့စီမံကိန်းတွေစိုက်ပျိုးစီမံကိန်းတွေအားလုံးကလည်းချောင်းပေးမြစ်ပေးမာတွေကြီးပဲတရုတ်တွေကအကြည့်အဲ့ဒါတိမ့်ချီပြီးတော့အဲ့ဒီအရာတွေကိုမစိုက်ခင်မှာဖျက်ဆီးလိုက်တဲ့ primary forest လို့ခေါ်တဲ့တကက်မူလတဘာဝတက်တော်တော်နဲ့ကြီးတဲ့အကုန်ကတုံးပြောင်းအကုန်ရှင်းပစ်လိုက်ရတာအဲ့ဒီမှာမှဆော့ဆော့ပြောတဲ့ရေတွေက drip twin ထားတယ်လို့ပဲဆရာသူမပြောခင်းနေတဲ့အမှအားလုံးကပိုက်တွေက set လုပ်ထားပြီးသားအဲ့မှာဘယ်လိုပြောမလဲဟို ကိုတွေ့တန်းထားပြီးသားအဲ့မှာဖွင့်လိုက်ပြီးမှဒီလိုတလဟောကိုတုံးတာအဲ့ဒီကအဲ့ဒီမှာတို့တုံးတဲ့ဒီဓာတုမြေဩဇာအပွင့်တန်စေပေါင်းတတ်စေပိုးတတ်စေစသည်စသည် ပေါင်းမြောက်များစွာသူကဟိုတ िश ူးမပြောဆိုတကယ့်ကိုတကယ့် hybridization လောက်တာဆက်မျိုးသူကအမျိုးဆုံး associate input လို့ခေါ်ရသူရဲ့ twin အစုတွေပေါ့ဆရာအဲ့ဒါတုံးတာမန်နှမအားလုံးက chemical တွေကြီးပဲဓာတုတွေကြီးပဲ ဆိုတော့ကြည့်သေးဆရာဆော့ဆော့ပြောတယ်ရွှေတူးတဲ့ထက်ကပသားတွေခဲတွေအစိတ်အတော့တွေဟိုကြောက်တူးတဲ့ mining ကလည်းအမျိုးစုံတုံးတယ်အဲ့မှာလည်းပေါ့နော်ဒီ set engine ရန်တရားတွေတုံးတဲ့ထက်ကစီတွေအဟောင်းတွေစီအဟောင်းစသည်စသည်ပေါ့နော်တစ်ဖက်ကလည်းဆော့ဆော့ပြောတဲ့အဲဒီဒီပိုဆိုးလာတဲ့မြေရှားတတ်သူရဲ့ဒီ acid လို့ခေါ်တဲ့ဒီ toxic အမျိုးစုံပေါ့အဲ့မှာလည်းအမျိုးစုံပဲအဲ့ဒါတွေအားလုံးအားလုံးဟာ သူ့ဘယ်ညာမှာပဲသူသူနောက်ဆုံးမိုးတွင်းမိုးတွေရွာချလိုက်တဲ့အချိန်မှာအကုန်လုံးကအဲ့ဒီချောင်းတွေကနေတစင်နောက်ဆုံးတော့အေယာဝတီထဲပဲဝင်တာပဲဆရာဆိုတော့ဆရာတို့ကျွန်တော်တို့မျက်စိထဲမှာမြင်ကြည့်လို့ရဘလောက်ပဲကျွန်တော်တို့ရဲ့အေယာဝတီမြင့်ကြီးကဟိုအစိတ်တင့်နေပြီလဲဆိုတော့ဒီတိုင်းအပေါ်ရန်ဟိုအချမ်းချင်းတွေတွေးကြည့်လိုက်ရင်တော့မှကျွန်တော်တို့မြင်နေရပြီတကယ်ကိုကျွန်တော်တို့သူ့တည်တနာတွေတေချာလုပ်ပြီးသူ့ရဲ့ ဒီဘလောက်ထိဆိုးဝါးနေပြီဆိုတဲ့ဟာကိုတေးတေးချာချာအဲတချို့အခုလက်လမ်းမြည်သမျှလောက်တာလဲဟိုရလက်တွေကတော်တော်ကိုဆိုးနေပြီဆရာဆိုတော့အကြီးအကျယ်အစိတ်တက်အစိတ်တင့်နေပြီပေါ့ဆရာအဲ့လိုအဲ့လိုပြောပြစေဟုတ်ကဲ့ပါဒီကျွန်တော်တို့ ARE ဆိုတာလဲမြန်မာနိုင်ငံနဲ့လုံးဝတွဲနေတယ်မြန်မာပြည်သူတွေရဲ့အဲနှလုံးလိုတောင်တင်စားပြီးတော့ခေါ်ကြတာပေါ့နော်ဆိုတော့ဒီ ARE မြေကြီးပေါ်မှာဒီ မြေဆုံစီမံကိန်းစောင့်မောင်းဒုတိယလုံအဆိုးရင်ပြီးတော့အဆိုးရဆက်ဆက်မှလည်းခုနပြောခဲ့သလိုပဲကန့်ကွက်လာတဲ့အတွက်ကြောင့်ရက်ခဲ့ရတယ်ဆိုတော့ဘာကြောင့်ဒီမြစ်ကြီးကမြန်မာနိုင်ငံကျွန်တော်တို့မြန်မာပြည်သူတွေအတွက်အရေးကြီးတာလဲပေါ့ဒါနဲ့ပတ်သက်ပြီးလည်းဆရာပြောပြပေးပါဟုတ်ကဲ့ဆရာကျွန်တော်တို့ဒါကဘလောက်ထိအရေးကြီးဆိုတာအထုတလဲတော့ပြောဖို့တော့မလိုတင်တော့ဒါကြောင့်ကျွန်တော်တို့ဟိုအဆိုတော်သူ့အင်တာနက် ြောတယ်တတို့တမီလောက်ပြီးကိုပြောပြီးကိုသူကတင်စားပြမှာတကယ်လဲဆရာအသက်သွေးကြောလို့လည်းပြောကြတယ်เนาะကျွန်တော်တကယ်ကိုအသက်သွေးကြောဟုတ်တယ်ဆော့ဆော့ကျွန်တော်ပြောပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ဒီအဲအယောက်ကြီးမြက်ကတတော်ကိုထူချရကျွန်တော်တို့အဆအဆုံးဟိုးမြဖြာမြလက်သက်တွေကအဆဆအဆချီပြီးဟိုးပင်လေဝါကိုစီးဝင်တဲ့အထိကျွန်တော်တို့မြန်မာကတိတ်တိတ်ချာချာကိုပိုင်တာ အဆအဆုံးကိုဟိုးဟိုးကျွန်တော်တို့ဒါစနစ်တကျတာထိမ့်သိမ့်မယ်ဆိုရင်တကယ့်ကိုအကျိုးကဟိုကောင်းကိုကောင်းလို့နဲ့ကျွန်တော်တို့အရင်တော့ကြားဘူးတဲ့ဒီ history ကပညာရှင်ကြီးတွေကိုကျွန်တော်တို့မြန်မာပြည်ကသူတွေကအဲဒီစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ဖို့ရာအတွက်ခေါ်ပြီးပြတဲ့အချိန်မှာဘာမှလှုပ်ဆရာမလို့ဒီအယောက်တွေတို့က husky နဲ့ကြည်ပြီးမှဟိုပြတာပေါ့နော်အဲ့ဒီပညာရှင်တွေပြတော့တလောက်ကောင်းတဲ့တလောက်အံ့ဩစရာကောင်းလောက်တဲ့ အေယဝတိမြစ်ကြီးမြောက်ဖြားနဲ့တောင်ဖြားထိအစအဆုံးဂဂနနတေတေချာချာပိုင်ဆိုင်ထားတဲ့ဟာတခြားဘာမှကိုမလို့တော့ဘူးလို့တို့ပြောတာကြားဘူးတယ်ပေါ့နော်ဆိုလိုတာတကယ်လည်းဟုတ်တယ်သူကဆော့ဆော့ပြောတဲ့အတိုင်းပါဘလောက်ကြီးအရေးပါလဲဆိုပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီဆော့ဆော့ပြောတဲ့ကျွန်တော်တို့မြန်မာပြည်တပြည်လုံးရဲ့ဟိုမြောက်ဖြားနဲ့တောင်ဖြားထိအားလုံးရဲ့တောက်တုံးရီ အရေးအရင်မြစ်ပေါ့နော် fresh water ဆိုတဲ့ဒီတောက်တုံးရဲ့အဲ့ဒါကတိတ်အရေးကြီးတယ်ဆရာကျွန်တော်တို့ကဒီအပေါ်ရန်အပေါ်မှာဖြစ်နေတဲ့ဟာကိုပဲပို့မြင်တယ်ဒါပေမဲ့တကယ်တကယ်ဒီသူ့ရဲ့ဒီ gay hat စနစ်ပေါ့နော်လူတွေကိုအကျိုးပြုနေတဲ့ gay hat စနစ်တခုချင်းစီကိုပြန်ပြီးတာလေ့လာမယ်ဆိုရင်ပြောလို့တော့မကုန်ဘူးပေါ့နော်ဆရာစောစောပြောလို့ရေချိုးရင်ငန်ကိစ္စရေသားနည်းနည်းလေးငန်တအားချင်းငန်လာဆရာမလို့နည်းနည်းလေးငန်သွားတာနဲ့ကိုကျွန်တော်ဟိုအေယော်ဒီတိုင်းဆိုရင် ကျွန်တော်တို့အာရှမှာမြန်မာပြည်မှာတော့မဟုတ်ဘူးเนาะအာရှရဲ့စပကြီလို့ပြောခဲ့တာအရင်တော့တကယ်ကိုလည်းအကြည့်ကျထွက်တယ်မြန်မာပြည်ရောက်ဖြားကအကောင်လုံးမြေစီမြေဩဇာတွေဟာစနစ်တကျဟိုလမ်းကြောင်းတွေကကောင်းသေးတာကိုစီစဉ်သွားပြီးမှမြစ်တစ်လျှောက်လုံးကိုသူကဒီမြေစီမြေနဲ့တခြားထားပေးခဲ့ပြီးမှတကြောလုံးမှာစိုက်ပျိုးစားတောက်ကြတာလေဒါကြောင့်လည်းတကယ်ထွက်အထွက်တိုးခဲ့တာအထွက်လည်းကောင်းခဲ့တာအရေးသွေးတွေစနစ်ဆိုလည်းကောင်းခဲ့တာ အခုက AI ဒီတိုင်းမှာအခုကိုစပြီးကြာနေပြီ။ဘာကြောင့်ဆိုဆော့ဆော့ပြောရရေချိုးရေငန်ဆိုတဲ့ဒီဂေဟစနစ်ကြီးကတကက်ကိုနဲ့နယ်လွန်းနေဆရာနဲ့နယ်လွန်းနေအတွက်ကြောင့်ကျွန်တော်တို့မှာဒီစိုက်ပျိုးစားတော့ဖို့ကိစ္စရတယ်။အားလုံးကျွန်တော်တို့ပြက်စီကအခုဆိုရင်ကျွန်တော်တို့ရှိမှာငါးမျိုးစိတ်တချို့ဆိုပြက်တောင်ပြောက်ပြောက်တောင်ပြောက်ွယ်သွားကြပြီလို့ပြောပညာရှင်တွေပြောကြတယ်ပေါ့နော်။ဥပမာဒီဒီဒီငတန်တို့ပြီးတော့ဒီဘာလဲဒီငတလောက်တို့လေ စသဖြင့်တခြား၅မျိုးတွေရှိသေးတယ်ကျွန်တော်အခုမပြောပြတတ်လို့အဲ့ဒါလေးလည်းတချို့ဒီဒီဆော့ဆော့ပြောတဲ့မြင့်ရေချိုရင်ငံကိစ္စတို့သူ့ရဲ့လွတ်လွတ်လပ်လပ်သွားလာနိုင်မှုမြင့်ရဲ့သူကငားတွေကဆရာအရာအောင်ပေါကောင်းတယ်ဟိုးအောက်မြင့်မြင့်အောက်မြစ်ချမ်းပြင်မှာနေတဲ့၅မျိုးစိတ်ကတမျိုးအလဲအလတ်မှာနေတာတမျိုးတကယ်ကိုအလဲမှာနေတာတမျိုးအပေါ်ယံမှာတမျိုးဟိုးမြင့်အဲမြင့်ရေပြင်ရဲ့ကပ်ရက်လောက်မှာတလွာမှာနေတာတမျိုးဆိုလိုတာ မြစ်တလွာမြစ်ဒုအဒုတုံးမှာ तू ကအောက်ဆီဂျင်နဲ့အပူချိန်နဲ့ तू ကသူ့ရဲ့ရေပူရေအေးစနစ်အရန်ကိုရှုပ်ထွေးတယ်ကွာအတေချာပြောမယ်ဆိုဒီစနစ်ကြီးကအကုန်လုံးပြည့်စည်သွားမှာဖြစ်တယ်ဆရာတကယ်လို့အဲ့ဒီဟာဆောက်လိုက်ပြီဆိုရင်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဒီအခုလက်ရှိအနေထားကအဲ့ဒါလေးမလုပ်ဘူးကောင်းနေတယ်ဆိုရင်ကျွန်တော်တို့မြန်မာပြည်သူလူထုတရက်လုံးကဆော့ဆော့ပြောတဲ့ဒီအဲ ဒီအေဝဒီမြစ်ကြီးကိုအတုံးပြပြတဲယူပို့ဆောင်ရေးအဲလေတမ်းမှန်နေပေါ့နော်တင်မောတွေမရောက်နိုင်တဲ့နေရာမှာ तू ကဟိုတဲယူစရိတ်တက်တက်တာတာနဲ့ကျွန်းကျွန်းလုံးကြီးတွေဆိုဆရာတကယ်တာကားနဲ့တဲစီမြောက်များစွာကုန်မဲ့ဟာတွေလေကျွန်တော်တို့မြောက်ဖြန်းတဲ့ပေါ်ဘာမှဟိုအလကားနေပါ तू ကဟိုဆန်ဆန်စုံစင်းသွားယုံနေပဲ तू ကရစတဲ့ဖြစ်ပေါ့နော်စီးပွားရေးအရာပေါ့နော်ဒီဒီအဲလူမှုရေးအရာ အစိုက်ပြိုးရေးစသည်ပေါ့နော်မြောက်များစွာကျွန်တော်တို့လူဒီတန်းချီတဲ့တန်းမြန်မာပြည်တပြည်လုံးကဆော့ဆော့ကျွန်တော်ပြောတဲ့အတိုင်းပါပဲတချို့ကလည်းဒါတဲ့အကျိုးခံစားရတယ်တချို့ကတော့အရောက်တိုင်းအကျိုးခံစားရတဲ့တကယ်ကိုဒီအတက်တွေးကြောမြင့်ကြီးဖြစ်တယ်လို့ကျွန်တော်တို့အဲ့လိုပဲပြောပြဆင်ဆင်ဟုတ်ကဲ့ဆရာအခုလိုစိတ်ရှည်လက်ရှည်နဲ့ပြည့်ပြည့်စုံစုံရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့